နှစ်ဖက်ပြစ်ခတ်ရဲစဲရေးသဘောတူပြီးမှအီရန်ဘက်ကချိုးဖောက်တယ်ဆိုပြီးတီဟီရန်မြို့ကို ပြင်းထန်တိုက်ခိုက်ဖို့အစ္စရေးကမိန့်ထုတ်လိုက်ပါတယ်အီရန်ဟာအပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ကိုချိုးဖောက်တာဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တယ်လို့အစ္စရေးကဆွဆွဲပြီးအီရန်ကိုပြင်းပြင်းထန်ထန်တုံ့ပြန်တိုက်ခိုက်ဖို့အစ္စရေးကဝန်ကြီးကြီးအစ္စရေးကစ်ကမိန့်ပေးလိုက်ပါတယ်နိုင်ငံသားပြစ်ခတ်ရစဲစတင်ပြီးဖြစ်ကြောင်းအမေရိကန်သမ္မတထရန့်ကကြေညာပြီးနောက်၃နိုင်ငံပြည်ကမှာပဲခုလိုတင်းမာမှုတွေပြန်ဖြစ်နေတာပါ။ ီရန်ဟာအစ္စရေးဘက်ကိုဒုံးကျည်ပစ်လွတ်ခဲ့တာကိုတွေ့ခဲ့ရတယ်လို့အစ္စရေးဝန်ကြီးကပြောပါတယ်။အီရန်နိုင်ငံမြို့တော်တီဟီရန်မှာရှိတဲ့စိုးရပစ်မှတ်တွေကိုအပြင်းထန်တိုက်ခတ်ပြီးပြစ်ခတ်ရစေချိုးဖောက်တဲ့အီရန်ကိုလက်တုံ့ပြန်မယ်ဆိုပါတယ်။ဒီဒုံးကျည်တိုက်ခတ်မှုကိုအီရန်ကညင်းထားပြီးသဘောတူညီချက်ကိုမိမိတို့မချိုးဖောက်ဘူးလို့ဆိုပါတယ်။အီရန်လုံခြုံရေးကောင်စီကတော့နောက်ထပ်ရန်လိုမှုမှန်သမျှပြက်ပြက်သားသားအချိန်နဲ့တပြေးညီတုံ့ပြန်မယ်လို့စောပိုင်းမှာပြောထားပါတယ်။ ပြီးခဲ့တဲ့သတင်းဘက်ကအီရန်နျူကလ িয়ার စေုံတွေကိုအစ္စရေးနဲ့အမေရိကန်တို့ကတိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့အီရန်ကလည်းကာတာမှာရှိတဲ့အမေရိကန်ခြေဆိုင်စခန်းတွေကိုဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးဒုံးကျည်တွေကိုဂျားဖြတ်ဟန်တောင်းနိုင်ခဲ့တယ်လို့အမေရိကန်ကပြောပါလိမ့်။ပြီးခဲ့တဲ့သတင်းဘက်တွေမှာအစ္စရေးကအီရန်ရဲ့နျူကလ িয়ার နဲ့စစ်ဘက်ပြစ်မှတ်တွေရုတ်တရက်တိုက်ခိုက်ခဲ့ပြီးအီရန်ထိပ်တန်းဗိုလ်ချုပ်တွေနဲ့နျူကလ িয়ার ပညာရှင်တွေတေဆုံးခဲ့ပါလိမ့်။ အဲဒီနောက်မှာတော့ American ဟာ Iran ရဲ့မြေအောက် nuclear စေုံသုံးရုံကိုမဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်တွေနဲ့တိုက်ခိုက်ပါတယ်။ဒီကနေ့မှာတော့သမရထရဲ့ဂျာဝင်စစ်ဆေးမှုနဲ့အပြည့်ရဲ့သဘောတူညီချက်ရပြီး나이ပိုင်းကြာမှာတင်းမာမှုတွေပြန်လည်မြင့်တက်နေပါလိမ့်။အခုထိသမရထကဂျာဝင်စစ်ဆေးပေးခဲ့တဲ့အပြည့်ခက်ရစိဟာမရေမရဖြစ်နေသေးပါ။ Iran ဒုံးကြီးပြစ်ခတ်မှုကြောင့် Israel တွေဟာဘုံကိုကျင်းတဲ့အနှင်းမြန်ပြေးပုန်ခဲ့ရပြီး ရုတ်တရက်ရှောင်းတခင်တိုက်ခိုက်မှုမှာအ ਨੇ စုလူလေးဦးသေဆုံးက၈ဦးဒဏ်ရာခဲ့တယ်လို့သိရပါတယ်။အစ်ဇွေးတောင်ပိုင်းဘီအာရှိပါမြို့မှာအဆောက်အုံတစ်ခုမှရုပ်လောင်းလေးတောင်းကိုတည်ယူခဲ့ရပြီးနောက်ထပ်ရှာဖွေနေဆဲဖြစ်တယ်လို့ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။တိကမှုဖြစ်ပွားရနေရဝင်းကြီးရှင်လမ်းတွေမှာမှန်ကွဲတွေနဲ့ပြက်စီးတွေပြန်ကျဲနေပြီးတော့အဆောက်အုံတွေကဘရင်ပေါက်တွေပွင့်ထွက်နေပါလေ။ဆိုရင်ပြည်ပနေတဲ့ဒေသခံတွေကပြက်စီးသွားတဲ့ သူတို့နေအိမ်အပြင်ဘက်မှာရက်နေကြပါလေအနီနာရှိအဆောင်အမြောင်မှာလူသုံးဦးကိုကယ်ဆယ်ခဲ့ရပါလေတိုက်ခိုက်မှုကအစ်ဆွေးတောင်မှရှိကြီးစိုးမျိုးတော်ကိုဒိုင်ရိုက်ထိမှန်ပြီးဒုံးကြီးထိမှန်မှုကြောင့်မျိုးတော်စေယုံသီးသီးသာပျက်စီးခဲ့ပြီးရက်အနှဲငယ်အကြာမှာဖြစ်ပွားခဲ့တာပါ လူများဘုံခုခြင်းတွေကထွက်ခွာနိုင်ပြီဖြစ်ပေမဲ့နိုင်ဤနှဲငယ်တွင်ခိုးလွန်ရနေရမှာပဲရှိနေဖို့အစ်ဆွေးစစ်တပ်ကတတိပေးထားပါလေဒါဟာအပြစ်ခတ်ရက်ဆဲပြီးလို့ဘီလို့သဘောတူခဲ့ကြောင်းအီရန်ဘက်ကပြောပြီးနောက် အီရန်ဘက်ကပဲပြန်ပစ်တာလို့အစ္စရေးကပြောပါတယ်။ဝါရှင်တန်စံတော်ချင်းတကောင်ရန်ခန့်မှာစတင်မဲ့ပြစ်ခတ်ရစရေးဟာစစ်ပွဲကိုတရားဝင်အဆုံးသက်စီရမယ်လို့ထရန့်ကကြေညာခြင်းမှာဖော်ပြထားပါတယ်။အီရန်က၎င်းတို့ရဲ့တိုက်ခိုက်မှုကိုရပ်တန့်ဖို့တောင်းဆိုထားတဲ့ပြစ်ခတ်ရစရေးပထမအဆင့်ပြီးဆုံးတနအိကျော်ကြာမှာပြစ်ခတ်ရစရေးဟာခုခါအသက်ဝင်နေပြီဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးပြုပြီးဘယ်နိုင်ငံကမှမချိုးဖောက်ကြပါနဲ့ကျွန်တော်တောင်းဆိုပါတယ်ဆိုပြီးတော့ဒေါနယ်ထရန့်ကထပ်မံရေးသားပါတယ် အစ္စရေးကပြစ်ခတ်ရစရေးကိုအတိမပြုသေးပေမဲ့တိုက်ခတ်မှုတွေရထားပုံရပါတယ်အစ္စရေးဟာအပြစ်ခတ်ရစရေးကိုချက်ချင်းအသိမှတ်ပြုခြင်းမရှိပေမဲ့တီဟီယန်စံတော်ချိန်နနက်၄နာရီနောက်ပိုင်းအီရန်တွင်အစ္စရေးတိုက်ခတ်မှုတွေရှိခဲ့ကြောင်းသတင်းတွေများရှိခဲ့ပါဘူးအဲ့ဒီအချိန်မတိုင်မီအထိအီရန်မျိုးကြီးတွေမှာအစ္စရေးရဲ့ပြင်းထန်တဲ့တိုက်ခတ်မှုတွေဆက်လက်ရှိနေပြန်ပါလေအစ္စရေးဟာအခြားပဋိပက္ခတွေမှာအပြစ်ခတ်ရစရေးအသက်ဝင်မလာပေတိုက်ခတ်မှုတွေကိုတိုးမြှင့်လေ့ရှိပါလေအခုချိန်ဒီပြစ်ခတ်ရစရေးဒါမှမဟုတ်စီးရေလှောက်ချမှုရစံရေးအတွက် သဘောတူညီမှုမရှိသေးပါဘူးလို့အီရန်နိုင်ငံခြားရေးဝန်ကြီးအာဗတ်အာရာရှီကရေးပါတယ်။အစ္စရေးဆိုရကအီရန်ပြည်သူတွေပေါ်သူတို့ရဲ့တရားမဝင်ကျူးကျော်မှုကိုတင်ဟီယန်စံတော်ချိန်နည်းနည်းလေးနာရီနောက်ဆုံးထားပြီးရပ်တန့်ပေးမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့လည်းနောက်ပိုင်းမှာဆက်လက်တုံ့ပြန်ဖို့ရည်ရချက်မရှိပါဘူးလို့အီရန်နိုင်ငံခြားရေးဝန်ကြီးအာဗတ်အာရာရှီကဆိုပါတယ်။အစ္စရေးစစ်တပ်ကထွက်ရအပြစ်ခတ်ရဆေးကျင်ညာချက်ပေါ်မှတ်ချက်ပေးဖို့ညှင်းခဲ့တယ်လို့ဆိုပါတယ်။ ။အစ္စရေလဝန်ကြီးချုပ်ဗဂျမင်နေတာညာဟုရဲ့ယုံတော်ကလည်းမှတ်ချက်တောင်းခံခြင်းကိုချက်ချင်းတုံ့ပြန်ခြင်းမရှိပါဘူး။အစ္စရေလနဲ့အီရန်ကြားပရိပကောက်ကို12ရက်စစ်ပွဲလို့ထွန်းကအမည်ပေးထားပါလေ။ဒါဟာအချို့က6ရက်စစ်ပွဲလို့သိတဲ့1960အရှေ့လက်ပိုင်းစစ်ပွဲကိုပြန်လည်အမှတ်ရစေပြီးအစ္စရေလဟာအီဂျစ်ဂျော်ဒန်နဲ့ဆီးရီးယားပါဝင်အာရဗ်နိုင်ငံအုပ်စုတစုနဲ့တိုက်ခိုက်ခဲ့ရတာပါ။ထရန်ရဲ့ယဉ်ညွတ်မှုဟာအာရဗ်ကဘာထူးသဖြင့်ပါလက်စတိုင်းလူမျိုးတွေအတွက်စိတ်ခံစားမှုဆိုင်ရာလေးနက်မှုရှိပါလေ။ 1960စပွဲမှာအစ္စရေးအဂျော်ဒန်မှအနောက်ဘက်ကမ်းနဲ့အရှေ့ဂျေရုဆလင်အီဂျစ်မှာဂါဇာကမ်းမြောင်နဲ့ဆိုင်းနိုင်ကျွန်းဆွဲစီးရီးယားမှာဂိုလန်ကုန်းမြစ်တို့ကိုသိမ်းခဲ့ပါတယ်အစ္စရေးအနောက်ဘက်မှာဆိုင်းနိုင်ကိုပြန်ပေးခဲ့ပေမဲ့ကျန်ပိုင်နဲ့တွေကို ခုချိန်ထိဆက်လက်ထိန်းချုပ်ထားသဖြစ်ပါတယ်ထရန်ရဲ့ပြစ်ခတ်ရဆိုင်အတွက်အစ္စရေးဝန်ကြီးချုပ်နဲ့ဒါရိုက်ဆက်သွယ်ခဲ့တယ်လို့အင်ဖီရိုရာရှိတယ်ကပြောပါတယ် နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုနဲ့ထူးန်တဲ့မစတီဝစ်ကော့တို့ကလည်းအီရန်နဲ့ဒိုင်းရိုက်သမုတ်အတွယ်ဝိုက်တဲ့နီလန်နဲ့ဆက်သွယ်ခဲ့ပါလိမ့်။အီရန်ကတနင်္လာနေ့မှာကာတာမှာရှိတဲ့အမေရိကန်ခြေစပ်စခန်းကိုတိုက်ခိုက်ခဲ့ပေမဲ့တင်းမာမှုတွေရှော့ချဖို့ပြင်ဆင်ထားကြောင်းဖော်ပြပါပါတယ်။အမေရိကန်ကိုအီရန်ကတိုက်ခိုက်မှုအတွက်ကြိုတင်သတိပေးခဲ့ပြီးထိခိုက်ဒဏ်ရာမှုမရှိကြောင်းထရန့်ကပြောပါလိမ့်။အဲဒီတိုက်ခိုက်မှုကိုအလွန်အားလဲတဲ့တုံ့ပြန်မှုဖြင့်ထရန့်ကဆွဲပါလိမ့်။အရူဒိတ်လီတာခြေစပ်စခန်းတိုက်ခိုက်ခဲ့ခြင်းကို အချောက်ချအာနာလေးပိုင်းတဲ့နိုင်ငံကဥပဒေကိုစိုးဝါစွာ ချိုးဖောက်ခြင်းဖြစ်တယ်လို့ကာတာနိုင်ငံကလည်းစွပ်စွဲထားပါတယ်။လက်ရှိမှာတော့အစ္စရေးကအီရန်ကိုဒီနှစ်ဖက်အပြစ်ခတ်ရစဲအခြေအနေကိုချိုးဖောက်တယ်လို့စွပ်စွဲခဲ့ပြီးအစ္စရေးရဲ့ချိုးဖောက်ချက်ကိုတော့အစ္စရေးစွပ်စွဲချက်ကိုအီရန်ကတော့ပြင်းပြင်းထန်ထန်ညှင်းဆို့ထားတာပဲဖြစ်ပါလိမ့်။ကျွန်တော်တို့အီရန်ဘက်ကဘာမှပြစ်ခတ်တာမရှိပါဘူး။ အီရန်ကဘယ်ဒုံးကြီးမှမပစ်လွတ်ပါဘူးလို့ညင်ပါတယ်ဒါပေမဲ့အစ္စရေးစစ်တပ် IDF ကတော့အစ္စရေးဟာအင်အားသုံးတုံ့ပြန်မယ်လို့ဆိုထားပါတယ်ပါကစ္စတန်နဲ့အိန္ဒိယကြားပဋိပက္ခကိုမိမိကဖြန့်ဖြေးပေးခဲ့ရကြောင်းထရန့်ပြောပြီးထရန့်ပြောတာတွေကလုံးဝမဟုတ်ကြောင်းအိန္ဒိယဝန်ကြီးမိုဒီကညင်ချက်ထုတ်လိုက်ပါတယ်အိန္ဒိယနဲ့အမေရိကန်တို့ကြားဆက်ဆံရေးဟာတင်းမာကုန်ပြီဖြစ်ပါတယ်အမေရိကန်သမ္မတထရန့်က အိန္ဒိယနဲ့ပါကစ္စတန်ကြားမေလကဖြစ်ခဲ့တဲ့ပြည်ပကတွင်ပြည်ခရဲ့ဆဲအီမှာမိမိကိုယ်တိုင်ဂျောင်းဝင်ဖြန့်ပြေးပြီးခဲ့ကြောင်းပြောဆိုမှုကြောင့်အမေရိကန်နဲ့အိန္ဒိယကြားတန်တမန်ရေးအရပွတ်တိုက်မှုချိုးဖြစ်ခဲ့ပါတယ်။ပြည်ခရဲ့ဆဲအီကိုအိန္ဒိယနဲ့ပါကစ္စတန်စစ်တပ်များကြားဆွေးနွေးမှုမှာတဆင်ရရှိခဲ့ခြင်းသာဖြစ်ပြီးအမေရိကန်ရဲ့ဂျောင်းဝင်ဖြန့်ပြေးမှုကြောင့်လုံးဝမဟုတ်ကြောင်းအိန္ဒိယဝန်ကြီးချုပ်မိုဒီကထရန့်ကိုတယ်လီဖုန်းနဲ့ဆက်သွယ်ပြောဆိုခဲ့ပါတယ်။ ဝန်ကြီးချုပ်မော်ဒီကသမ္မတထရန့်ကိုဒီကာလာအတွင်းမှာအိန္ဒိယနဲ့အမေရိကန်ကုန်သွယ်ရေးသဘောတူညီချက်ဒါမှမဟုတ်အိန္ဒိယနဲ့ပါကစ္စတန်ကြားအမေရိကန်ဂျာဝင်ဖြန့်ဖြေးမှုတို့ကိစ္စနဲ့ပတ်သက်ပြီးဘယ်အစ်စ်မှမှစကားပြောဆိုတာမရှိခဲ့ဘူးဒါရှင်းလင်းဆုံးပဲလို့ဆိုပါတယ်ဝန်ကြီးချုပ်မော်ဒီကအိန္ဒိယဟာဂျာဝင်ဖြန့်ဖြေးမှုကိုအတိတ်တုန်းကလည်းလက်ခံခဲ့တာမရှိသလိုနောက်လည်းဘယ်တော့မှလက်ခံမှာမဟုတ်ဘူးလို့လေးနက်ပြောခဲ့တယ်လို့ဆိုပါတယ်အမေရိကန်သမ္မတအင်ဖြူတော်ကတော့အဲ့ဒီဖုန်းခေါ်ဆိုမှုနဲ့ပတ်သက်ပြီးတိကျထုတ်ပြန်ချက်တစ်စုံတည်းရမရှိပါဘူး မော်ရီနန်ထရန့်တို့ကကနေဒါမှာကျင်းပတဲ့ G7 ထိပ်သီးစည်းဝေးမှာတီကြောက်တွေးဖို့စီစဉ်ထားခဲ့ပေမဲ့အမေရိကန်သမ္မတရဲ့ရှေ့လယ်ပိုင်းအခြေအနေကြောင့်အလိမ်မြန်ထွက်ခွာသွားခဲ့ရပါတယ်။မော်ရီနန်ထရန့်ကလူပုဂ္ဂိုလ်အရဆက်ဆံရေးကောင်းမွန်ခဲ့ပေမဲ့လည်းနိုင်ငံသားရေးမူဝါဒဆိုင်ကိစ္စတွေမှာထရန့်ရဲ့ခမန်းရခတ်တဲ့ကိစ္စအယောင်ဝဲဆန်ဆန်ပြောတဲ့အချင်းကမှုတွေကြောင့်ဆက်ဆံရေးကထိခိုက်ခဲ့ပါတယ်။ပါကစ္စတန်နဲ့အိန္ဒိယသံတမန်ကြီးဟောင်းအဂျေအဘီဆာရီယာကအိန္ဒိယမှာရှိတဲ့လူထုရဲ့ထင်မြင်ယူဆချက်တွေကအခုဆိုရင် အမေရိကန်ကိုယုံကြည်စိတ်ချရတဲ့မိတ်ဆွေအဖြစ်မမြင်တော့ဘူးလို့ဆိုပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အကြက်တဲဆက်နေတဲ့ထိုင်းဝန်ကြီးချုပ်ပေတုံနဲ့ဟာအစိုးရအဖွဲ့ကိုအပြောင်းအလဲလုပ်လိုက်ပါတယ်။ထိုင်းဆိုရကိုခက်ခဲဖြစ်စေတဲ့ဖုန်းပြောစီတဲ့အတန်ဖိုင်ပေါက်ကြောင်းမှုကြောင့်နိုင်ငံရေးနဲ့တရားစီရင်မှာအကြက်တဲတွေဖြစ်ပေါ်နေတော့ဝန်ကြီးချုပ်ပေတုံနဲ့ဟာအစိုးရအဖွဲ့ကိုအပြောင်းအလဲစတင်ပြုလုပ်ခဲ့ပါတယ်။လုံခဲ့တဲ့တရမကအဓိကညွန်ပေါင်းပါတီနှုတ်ခတ်မှုကြောင့်အစိုးရအဖွဲ့ပြုတ်ကျလို့နှီးပါဖြစ်ခဲ့ရပြီး လစ်လက်သွားတဲ့ဝင်ကြီးနေရာခန့်အပ်မှုကိုငင်းပွားပွဲဝင်ကြီးချုပ်ဟောင်းသက်စင်ရဲ့သမီးအသက်38နှစ်အရွယ်ပေတုံတန်ကပြုလုပ်ခဲ့ပါတယ်ပေဒုံနဲ့ဟာရာထူးတက်တန်တစ်နှစ်မပြည့်သေးမီအကြက်တဲများစွာနဲ့ရင်ဆိုင်နေရပြီးညှိနှိုင်းမှုတွေဖြင့်အခုကသူမကိုဝင်ကြီးချုပ်ဖြစ်မှပြုတ်ကျစေနိုင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးမှာမှုရင်ဆိုင်နေရပါတယ်။ကမ္ဘောဒီးယားကောင်းဆောင်ဟွန်ဟွန်ဆန်နဲ့နေဇက်ပရိပကကြောင့်အဓိကဖုံးပြောတဲ့အတန်ဖိုင်ပေါက်ကြောင့်သူမဟာတိုင်းပြည်ကိုထိခိုက်စေကြောင်းစစ်တပ်ကိုလည်း ိတ်ခါကြောင်လုံးကြောင်ဝေဖန်သူတွေကဆွဆွယ်ပြီးရွေးကောက်ပွဲကျင်းပပြီးဒါမှမဟုတ်သူမရာဒူကနှုတ်ထွက်ဖို့တောင်းဆိုမှုနဲ့ရင်ဆိုင်နေရပါတယ်ကွန်ဆာဗေးတစ်ဘုံချိုင်းတိုင်းပါတီဟာပေနိုနိုင်ရဲ့ဖြူတိုင်းပါတီဦးဆောင်တဲ့အစိုးရညွန်ပေါင်းဖွဲ့မှနှုတ်ထွက်ခဲ့ပါတယ်ဒါပေမဲ့ဂျမ်မဟာမိတ်အဖွဲ့ဆဲဖွဲ့လုံးကတော့အစိုးရနဲ့ဆက်လက်လက်တွဲနေလို့အကျက်တည်းတည်ငြိမ်သွားကြောင်ဖြူတိုင်းပါတီထွေထွေတွင်းမှုကပြောပါတယ်တခြားဘယ်ပါတီကမှမနှုတ်ထွက်ပါဘူးဂျမ်ပါတီတွေကအစိုးရနဲ့တသားတည်းပါလို့ဆိုပါတယ် တိုင်ဝမ်ကြီးချုပ်ပေတွန်နဲ့ဟာပါလီမန်ကျက်တဲကိုကြောလွန်လာရင်တော့မှဖွဲ့စည်းပုံခြေကဥပဒေခုံရုံးမှာပိုကြီးတဲ့ခက်ခဲနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ဟွန်ဆန်နဲ့ဖုန်ပြောဆိုမှုမှာဝန်ကြီးချုပ်ပေတွန်နဲ့ပြောကြားချက်ကြောင့်ယာရုမထုတ်ပယ်ဖို့တရားရုံးကိုကွန်ဆာဗေးတစ်ထက်လွတ်တော်အများစုကအတနာခန့်စာတင်သွင်းခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။အီရန်နိုင်ငံခြားရေးဝန်ကြီးအဗက်စ်အာရာရှီဟာရုရှားကိုတွားနေပြီးအဲ့ဒီခီးစဉ်မှာရုရှားခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ရမှာ ။တည်ငြိမ်အေးချမ်းတဲ့နီလန်းနဲ့သာအဖြစ်ရှာဖို့ရုရှားကလမ်းညွှန်ခဲ့ကြောင်းအီရန်ကပြောပါရယ်။မော်စကိုကိုရောက်နေတဲ့အီရန်နိုင်ငံခြားရေးဝန်ကြီးအဗတ်စ်အာရာရှီဟာသမ္မတပူတင်နဲ့ Kremlin နဲ့တော့မှတွေ့ဆုံဆွေးနွေးခဲ့တယ်လို့နိုင်ငံအစိုးရကသတင်းထုတ်ပြန်ပါရယ်။ရုရှားသမ္မတရောပြောင်းဝင်ရပုဂ္ဂိုလ်ဒီမီထရီပက်စကော့ဆိုရအီရန် Israeli ဘက်ကလည်းငြိမ်းချမ်းတဲ့နီနဲ့ထွက်ပေါက်ရှာနိုင်မဲ့နီလန်းဆွေးနွေးခဲ့တာလို့ဆိုပါရယ်။အီရန်ခေါင်းဆောင်တွေရဲ့ဂုံပြူတင်းစကားကိုအီရန်နိုင်ငံခြားရေးဝန်ကြီးစီကပူတင်ကလက်ခံရရှိခဲ့တယ်လို့ အီရန်သမ္မတနဲ့ဘာသာရေးခေါင်းဆောင်နှစ်ယောက်လုံးကိုပူတင်ကပြန်လည်မြစ်တာဖို့ဆူတောင်းပေးကြောင်းရုရှားဆိုရသတင်းတွေက ဖော်ပြပါတယ်။အီရန်ဘော်အမေရိကန်တိုက်ခိုက်မှုဟာကျူးကျော်ရဲလိုမှုတစ်ခုဖြစ်တယ်လို့ပူတင်ကပြောခဲ့သလိုအီရန်ပြည်သူတွေကိုကူညီပေးဖို့ကြိုးပမ်းနေကြောင်းပူတင်ကဆိုပါတယ်။အီရန်နိုင်ငံရဲ့ဝန်ကြီးကလည်းရုရှားဟာတမိုင်းရဲ့မှန်ကန်တဲ့ဘက်မှယက်တည်ပေးတဲ့မိတ်ဆွေနိုင်ငံဖြစ်လို့ကျေးဇူးတင်ကြောင်းပြန်ပြောခဲ့တယ်လို့ရုရှားဆိုရသတင်းတွေကဖော်ပြပါတယ်။